ကျွန်တော်ဒီကိုအားပေးနေကြတဲ့ brother ညီကိုပြည်သက်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခံကြောင်းပါစေလို့ကျွန်တော်တို့နဲ့ဥစ္စာပေါ်မှာနှုတ်ခွန်းဆက်သလိုက်ပါတယ်။ထို့သောနိုင်မဲ့ကျွန်တော်တို့ဒီခဏမှနခင်မှာနောက်ဆုံးရရှိထားတဲ့ချက်စီးသတင်း update news လေးတွေကိုဒီဘလွေးမှာတစုစီးတဲ့စူးစီးပေါ်ပြတင်ဆက်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ပထမဆုံးသတင်းပုတ်အနေနဲ့ကတော့ချက်စီးအသင်းနဲ့ဆန်ချိုတို့ကြားက update news လေးပဲဖြစ်ပါတယ်။ဆန်ချိုက Manchester United အသင်းထံကနေကျွန်တော်တို့ချက်စီးအသင်းအငားခေါ်ယူထားတဲ့အချိန်ဒီယာဒီကုံမှာ ချက်စီတင်နေတဲ့ဆန်ချိုကိုအသင်းမှာဆက်ထားမလားမန်ချက်စတာယူနိုက်တက်အသင်းထံပြန်လွှတ်မလားဆိုတဲ့ decision နဲ့ပတ်သက်ပြီးတော့ခိုင်ခိုင်မာမာချမှတ်ဖို့အတွက်လိုအပ်နေတာပဲဖြစ်တယ်။ဆန်ချိုကချက်စီတင်ကိုရောက်ရှိပြီးတဲ့အချိန်ကစားပုံ performance တွေကို average ကြည့်မယ်ဆိုလို့ရှိရင်တော့ချက်စီတင်နေတဲ့လက်ခံနိုင်လောက်တဲ့ပမာဏမျိုးမှာရှိတယ်။အရန်ကြီးရှော့ဖြစ်ပြီးအရန်ကြီး top ပြေးတဲ့ပုံစံမျိုးမဟုတ်ဘူးဆိုပေမဲ့လည်းဆန်ချိုအနေနဲ့ချက်စီတင်ရဲ့ပွဲစဉ်တွေမှာပါဝင်ကစားရတဲ့အချိန်အများကြီးအကျိုးပြုနိုင်ခဲ့တဲ့အပိုင်းတွေ twin goal တွေကိုချက်စီတင်တို့ရယူပေးနိုင်ခဲ့တာပဲဖြစ်တယ်။ ဆိုလက်ရှိမှာလည်းစန်ချိုနဲ့ပတ်သက်ပြီးချက်စီအတင်းကတောက်လျှောက်ဆိုသလိုမျိုးဆွေးနွေးမှုတွေပြုလုပ်နေတယ်ကြားတဲ့သတင်းတွေကအဓိကအခက်အခဲတစ်ခုကဒီကျွန်တော်တို့လောက်ခလာစာဖြစ်တယ်ပေါ့နော်အခုနောက်ဆုံးတက်ထားတဲ့ report ရဆိုလို့ရှိရင်လည်းချက်စီတင်းကတော့စန်ချိုထံကိုနည်းနည်းလေး clear ဖြစ်တဲ့ offer တစ်ခုပေးထားတယ်အဲ့ဒီ offer တွေမှာဘာပါလဲဆိုလို့ရှိရင်တော့စန်ချိုအနေနဲ့ ချက်စီတင်းမှာဆက်ရှိခြင်းတယ်ဆိုလို့ရှိရင်လက်ရှိချက်စီတင်းချမှတ်ထားတဲ့ဒီလောက်ခလစာ structure တွေနဲ့ကိုက်ညီတဲ့အနေအထားတစ်ခုကိုတော့လက်ခံနိုင်မှာအဆင်ပြေမယ်လို့ကျွန်တော်တို့နေသိရတာပဲဖြစ်ပါတယ်။ဆိုတော့ဒါကစန်ချိုအပေါ်မှာလည်းပြန်ပြီးမူတည်သွားတဲ့အပိုင်းပေါ့နော်။ချက်စီတင်းကတော့ဒါစန်ချိုဒီ United မှာတဲ့ကလောက်ခလစာများတဲ့ကစားသမားတို့ဖြစ်တယ်။ဆိုတော့လက်ရှိချက်စီတင်းသွားနေတဲ့ rate နဲ့ ကြိုက်တဲ့အနေအထားမျိုးလေးကိုအဆင်ပြေအောင်ညှိနှိုင်းပေးဖို့အတွက်ချက်စီးတမကအော်ဖာပေးထားတယ်။အကယ်၍ဒါကိုသာစံချိုနေနဲ့လက်ခံပြီးတော့ဒီကျွန်တော်လောက်ခလာစာကိုနှစ်ဖက်အဆင်ပြေနိုင်တဲ့ပမာဏမျိုးညှိယူမယ်ဆိုလို့ရှိရင်တော့အဲဒါကဆက်ပြီးတော့ချက်စီးတင်းနေနဲ့ United ထံကနေအပိသက်ခေါ်ယူတာမျိုးတွေပို့ပြီးတော့လွယ်ကူသွားမယ်လို့ကျွန်တော်နေယူဆတာပဲဖြစ်ပါတယ်။ဒါကတော့ရေရန်စံချိုပါ။တစ်ဖက်မှာတော့ကျွန်တော်တို့ချက်စီးတင်းက တိုက်စစ်ကစားသမားဖြစ်သူလေယံဒဲလတ်နဲ့ပတ်သက်ပြီးတော့ဒီကနေ့မှာစစ်ဆင်မှုတွေပြုလုပ်သွားဖို့ရှိတယ်။စစ်ဆင်မှုတွေအားလုံးအဆင်ပြေပြီးတော့ medical check up test success ဖြစ်တယ်ဆိုလို့ရှိရင် pass ဖြစ်တယ်ဆိုလို့ရှိရင်တော့ချက်စီးသေးရ2032ခုနှစ်အထိစတန်ရှိတဲ့စာချုပ်မျိုးနဲ့လန်ဒဲလတ်ကိုချုပ်ဆိုသွားမှာဖြစ်တယ်လို့ကျွန်တော်တို့အနေနဲ့သိရတာပဲဖြစ်တယ်။ဆိုချက်စီတဲ့နေနဲ့လန်ဒက်လက်ကိုခေါ်ယူနိုင်ခဲ့တဲ့အပေါ်မှာလည်းတော်တော်လေးအတွင်းပိုင်းမှာဟောပါတော့ အပေါက်လက္ခဏာဆောင်တဲ့အမြင်တွေရှိနေကြတယ်လို့သိရသလိုဒီပြဖြစ်သူမာရက်စကာကိုရိုင်းကလည်းလေအန်ဒဲလက်ဟာတီဂျာပေါက်နစ်ကလက်ဂျက်ဆင်နဲ့အပြိုင်တွားနိုင်မဲ့ကစားသမားတဦးလို့ယုံကြည်တယ်။ဂျက်ဆင်ကလည်းဒဲလက်အတွက်တွန်းအားတစ်ခုဖြစ်စေမှာဖြစ်တယ်လို့ကျွန်တော်ဒဲလက်ကလည်းဂျက်ဆင်အတွက်တွန်းအားတစ်ခုဖြစ်စေလိမ့်မယ်လို့ယုံကြည်နေတဲ့အကြောင်းဆိုလာခဲ့တာဖြစ်တယ်။ဆိုတော့မကြခင်နိုင်ပိုင်းမှာပဲစစ်စစ်မှုတွေအားလုံးပြည့်ပြတ်အောင်မြင်ပြီးတော့ paper walk တွေကိုဆက်လက်လှုပ်ရှားနိုင်မှာဖြစ်တယ်လို့သိရတယ်။လောကလာစာအရလည်း Chelsea တင်းက ဒဲလောက်ကိုပေးချေရတဲ့ပမာဏသည်အစဉ်ပြေတဲ့အနေအထားမျိုးမှာရှိတယ်လို့ကျွန်တော်တို့အနေနဲ့ကြားသိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးလန်ဒဲလောက်ကိုခေါ်ယူပြီးတဲ့အချိန်မှာချက်စီးသင်းနေတဲ့ဒီတိုက်စစ် option တော့ပေါ့နော်ကျွန်တော်တို့ right foot နဲ့ left wing ကတယောက်ကိုခေါ်ယူဖို့အတွက်စဉ်းစားနေလို့သိရပါတယ်အဲ့ထဲမှာတော့ဒီ radar ထဲမှာပါဝင်နေတဲ့ကစားသမားတွေကကျွန်တော်တို့၃ယောက်လောက်ရှိနေပါတယ်အဲ့ဒါကတော့ Alejandro Garnacho ရမေဂတ်တင်နဲ့ကျွန်တော်တို့ Nico Williano ဖြစ်ပါတယ်လီကစားသမား၃ယောက်ပါဆိုလို့ရှိရင်လက်တလုံးမှာ ်ချက်စီသင်းရဲ့တောင်ပန်တိုက်စစ်အတွက်ပေါ့နော်အသဘောကျစောင့်ကြည့်နေတဲ့ကစားသမားတွေလည်းထိတ်ဆုံးကပြေးနေလို့သိရတယ်ဂါနာချိုဆိုလို့ရှိရင်လည်းအစောကတည်းကချက်စီသင်းစိတ်ဝင်စားခဲ့တဲ့အပိုင်းတွေရှိသလိုလက်ရှိမှာ United နဲ့ဂါနာချိုတို့ကြားကဆက်ကျူရေရှင်းနေတဲ့ပတ်သက်ပြီးတော့ချက်စီသင်းကအသေးချာလေးစောင့်ကြည့်နေတယ်အခွင့်အရေးရတာနဲ့ချက်စီတင်ကကစားသမားနဲ့ထိတွေ့ဆက်ဆံပြီးတော့ United တန်းကို offer ပေးတာမျိုးတွေပြုလုပ်နိုင်တယ်။ဒီလိုပဲ Nico Williams ကလည်းလက်ရှိချက်စီတင်ရဲ့ project plan တွေပေါ်မှာကျွန်တော်တို့သဘောကျနေတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်လို့သိရသလို လက်ရှိမှာမိဘအိုထံကနေလည်းထွက်ခွာခွင့်ရဖို့တော့စူးစမ်းနေတဲ့ player တယောက်ဖြစ်တယ်လို့လည်းကြားသိရတယ်။ဒီနေ့ထားမှာ Nico William ကို Chelsea တင်ကလည်း Nico ရဲကသဘောကျတဲ့အနေထားကြောင့်အဲဒီလာမယ့် transfer window မှာ Nico William ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ Chelsea တင်ကခြေလှမ်းတွေကိုစတိုးဖို့ရှိတယ်ပေါ့နော်။တစ်ဖက်မှာလည်း Dortmund ရဲ့ Yamal Garden ဆိုလို့ရှိရင်လည်းဒီတိုင်းပဲ Yamal Garden ဟာ Chelsea တင်ပြီးခဲ့တဲ့ ီစောင်းဝါဒီ transfer window မှာတွေကခေါ်မယ်ဆိုပြီးတော့နာမည်ကြီးခဲ့တဲ့အချင်းဒါဒီရဒီမှာလည်းဘလို့မျိုးအချင်းတွေဆက်ရှိမလဲပေါ့နော်သူတဖြစ်တော့ဘယ်တော့မှတိုက်စစ်အတွက် Chelsea အသင်းကအင်အားဖြည့်ကျင်နေတယ်ဆိုတဲ့အချင်းတွေမျိုးဖြစ်တယ်အဲဆိုလက်ရှိမှာကအာညာချမ်းမှာကမာဒူဂီနဲ့နက်တိုကအဆင်ပြေတယ်ဗျဘယ်ချမ်းမှာဆန်ချိုတယောက်လောက်ပဲကျွန်တော်တို့မှာရှိနေတယ်ဆိုတဲ့အချင်းတွေပေါ့နော်နက်တိုတခါလေးသွားကစားတယ်ဆိုပေမဲ့လည်းနောက်ထပ်တိုက်စစ်ကစားသမားတူဘယ်ချမ်းအတွက်ကတော့ဖြည့်မယ်ဆိုဖြည့်လို့ရတယ်ဒီတည်င်းကိုဆက်ဆက်ပြီးကြည့်မယ်ဆိုလို့ရှင်တော့ကျွန်တော်ရဲ့ကစားသမားဖြစ်သူ မက်ကာလိုမူဒရစ်ရဲ့တည်င်းကတော့တိတ်ပြီးမကောင်းနိုင်လို့ထင်တယ်ပေါ့နော်ဆိုတော့မူဒရစ်ကတော့လေးရဖို့များတယ်ဆိုတော့တော်တော်လေးတော့ကျွန်တော်မူဒရစ်နဲ့ပတ်သက်ရင်နှမျောမိပါတယ်ပရိသတ်တွေလည်းခဏခဏမေးကြတဲ့ကစားသမားဖြစ်တယ်ကျွန်တော်လျက်စစ်လူသားလေးဆိုပြီးတော့ကျွန်တော်အများကြီးမျှော်လင့်ခဲ့တဲ့ကစားသမားပေါ့နော်သို့တော်ပါလေအဲမက်ကာလိုမူဒရစ်ကတော့ကျွန်တော်တို့အခြေအနေကတိတ်ပြီးတော့အကောင်းဘက်မှာမရှိဘူးလို့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်ဒါကြောင့်လဲဒီလိုမျိုးဘယ်ချမ်းအတွက်ချက်စီးတင်ကဖြစ်တင်းမှုကိုတော်လေးအားဆိုင်ပြီးလှုပ်ဆောင်လာတယ်လို့ကျွန်တော်အနေနဲ့ယူဆတာပဲဖြစ်ပါတယ်ဆိုတော့ဒါက ကျွန်တော်တို့အဲဒီဘယ်ကျန်းတိုက်စစ်နဲ့ပတ်သက်ပြီးတော့ချက်စီသိင်းရဲ့ချိန်ရွယ်ခြေလှမ်းနေတဲ့ငစားသမားတွေဖြစ်ပါတယ်ဒီလိုပဲဒီကနေ့မနက်ခင်းတက်တဲ့သတင်းတပုတ်ရဆိုလို့ရှိရင်ချက်စီသိင်းကအက်စတိုမီလာအသင်းရဲ့အသက်22နှစ်အရွယ်မော်ဂန်ရော်ဂျာဆိုတဲ့အတက်ကင်မီဖီလာကစားသမားလေးတယောက်ကိုစိတ်ဝင်စားစောင့်ကြည့်နေလို့သိရတာပဲဖြစ်ပါတယ်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့အက်စတိုမီလာအသင်းဘက်ကတော့ရောင်းချဖို့အတွက်ဆန္ဒပြင်းပြတာမျိုးမရှိဘူးအက်စတိုမီလာအနေနဲ့ကတော့၎င်းတို့ရဲ့ကစားသမားကို transfer မှာကျွန်တော်တို့ ဒီ list တွေမို့အတွက်လုံးဝဆန္ဒမရှိဘူးသို့တော်လည်းပဲလက်ရှိမှာ PSR saturation နေတော့ Aston Villa နေနဲ့ညဆိုင်နိုင်ရတဲ့အခြေအနေမျိုးတွေရှိတယ်ဒါပေမဲ့အလောက်ရှိရတော့မှဟို Villa တော့ဖြစ်နိုင်တောင်းခံနေတာပေါ့နော်သို့တော်လည်းပဲအခြေအနေအကြောင်းကြောင်းကြောင့် Villa နေနဲ့ဒီကစားသမားကိုစက်ထင်းဖို့အတွက်အခက်အခဲတွေများလာခဲ့မယ်ဆိုလို့ရှိရင်အဲ Chelsea တင်းကအဲ့ဒီအခွင့်အရေးကိုစောင့်နေလို့သိရတယ် Chelsea တင်းကဒီကစားသမားကိုကြီးကြီးပေးပြီးတော့မခေါ်လို့ဘူးဒီလိုမျိုးဒါတစ်ဖက်ကတော့ရောက်နေတဲ့အချိန်မျိုး saturation မျိုးဖြစ်လာခဲ့မယ်။ Villa ဘက်ကလည်းထုံရောက်မှအဆင်ပြေနိုင်မယ်ဆိုတော့အနေအထားမျိုးတွေရောက်လာခဲ့မယ်ဆိုလို့ရှိရင်တော့ Morgan Roger ကို Chelsea တင်းတွေစောင့်ကြည့်နေလို့သိရတယ်။ပြီးတော့လက်တလုံးမှာလည်း Paul Mane နဲ့ Morgan Roger တို့ကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးရှိထားတဲ့အနေအထားမျိုးတွေကလည်း Chelsea တင်းတို့ပို့ပြီးတော့ဟိုပါပေါ့အတန်ထွက်စီတဲ့အနေအထားမျိုးတွေဖြစ်တယ်။ Chelsea အနေနဲ့လည်းဒီလိုမျိုးလူငယ်ခြေတက်ကစားသမား Premier League လည်းအာကျွန်တော်တို့ထိုက်တဲ့နဲ့အတွေ့အကြုံရှိပြီးသားပေါ့နော်မနစ်က performance တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကစားသမားရဲ့ဆော့ဆော့တွေက ဘောကျစရာအနေထားမျိုးဖြစ်တဲ့အတွက် Morgan Roger ဟာ Chelsea တင်း Radar ထဲမှာပါဝင်နေတဲ့ top target မဟုတ်တော့ညာလည်းပဲကျွန်တော် transfer list ထဲမှာပါဝင်နေတဲ့ကစားသမားတစ်ယောက်ဖြစ် Chelsea တင်းကစောင့်ကြည့်နေလို့ကျွန်တော်လည်းကြားသိရတာဖြစ်ပါတယ်။တစ်ဖက်မှာတော့ကျွန်တော်ရဲ့ဂိုးသမား saturation မှာ Chelsea တင်းဟာလာမယ့်ဒီ transfer window မှာဂိုးသမားနေရာအတွက်တော့ခေါ်ယူဖို့အတွက်တိတ်ပြီးတော့ option တော်တော်လေးနည်းပါတယ်လို့သိရပါတယ်။အဲ့ဒီအစားဒီ club walk up ရှင်မန်ကစားနေစဉ်အတွင်းမှာသူတို့ရဲ့ရှိနေပြီးသားဂိုးသမား၄ယောက်နဲ့ပတ်သက်ပြီးတော့ Chelsea သင်းက judgment လုပ်သွားမယ်လို့ကျွန်တော်ကြားရတယ်။အဲဒီထဲမှာ Sanchez, Jorgensen, Petrovic နဲ့ Mike Banda တို့ပါဝင်နေတာဖြစ်တယ်။ဒီ၄ယောက်ရဲ့ဒီ club world cup အတွင်းမှာပြသမဲ့ performance ဘိုင်းတွေကို Chelsea သင်းကအဓိကစောင့်ကြည့်သွားမှာဖြစ်ပြီးတော့အကယ်၍ ID ထဲကမှနောက်လာမဲ့ ယာတီမှာနံပါတ်1ဂိုးသမားဘသူဖြစ်မလဲဆိုတော့ကိုစဉ်းစားမယ်လို့ကျွန်တော်ကြားသိရတယ်ဆိုတော့အရင်လိုမျိုးစမ်းချက်ကိုပဲမာစကာရဲ့အကြိုက်နံပါတ်1ဂိုးသမားဆိုတာမျိုးထက်သူတို့မှာအရေးသွေးရှိတဲ့ဂိုးသမားတွေရှိနေပြီဖြစ်တဲ့အချိန်မှာဒီလေးယောက်တည်းကဘသူကအဆင်ပြေဆုံးလဲအသင့်တင်ဆုံးလဲဆိုတော့ကိုချက်စီတင်ကရွေးချယ်ပြီးတော့သူတို့ရဲ့နံပါတ်1ဂိုးသမားကိုဒါ judge လုပ်သွားဖို့ရှိတယ်လို့ကျွန်တော်လည်းကြားသိရတာပဲဖြစ်ပါတယ်ခင်ဗျာ ဒါကြောင့်ကျွန်တော်နေဒီကနေ့မနက်ခင်းမှာတင်ဆက်ပေးခြင်းနဲ့ချက်စီသတင်းအကြောင်းအရာတွေပဲဖြစ်ပါတယ်။ဆုံးနေကြည့်ရှုအားပေးကြတဲ့ brother ညီကို project တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ကျွန်တော်ရဲ့ CPTV YouTube channel နဲ့ Lion Facebook page တွေမှာတော့ဒါမျိုးစိတ်ဝင်စားစရာချက်စင်းသတင်းတီးတန့်ကိုတင်ဆက်ပေးနေလို့ like and subscribe like and follow ပြုလုပ်ပြီးတော့ညီကိုရဲ့အမြင်လေးတွေကိုလည်းအောက်က comment box ထဲမှာဝင်ရောက်မှတ်ချက်ပေးသေးတာသွားနိုင်ပါတယ်ခင်ဗျာ။အားလုံးပဲ see you next video ပါနော်။